ီလူမျိုးတွေကသူတို့ရဲ့မွေးကစားကလေးတွေကိုရေထဲကိုခဏခဏပြစ်ချတတ်ကြပါတယ်။အဲဒီလိုပြစ်ချလို့တချို့ကလေးတွေဆိုအသေးကိုသွားတတ်ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့လောက်ရတွေကိုသူတို့လုံးဝအပြစ်မမြင်ကြတဲ့အပြင်တချို့တွေဆိုကိုတော်ယူနေကြပါသေးတယ်။ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကဒီလူမျိုးတွေကကျွန်တော်မြန်မာနိုင်ငံရဲ့တိုင်းရင်းသားလူမျိုးစုတစ်ခုဖြစ်နေတယ်ဆိုတာပါပဲ။ဒါဆိုသူတို့ကဘယ်မှာနေကြတာလဲ။ဘာကြောင့်ဒီလိုတွေလုပ်နေကြတာလဲ။ မင်္ဂလာပါကျွန်တော်ကတော့ဘဝခွာပြီးစာပေတွေနဲ့ဗဟုထုတရစီမံအကြောင်းအရာလေးတွေကိုအများရန်မျှဝေတင်ဆက်ပေးနေမယ် CWF ကစိုက်ကိုတွေပဲဖြစ်ပါတယ်ဒီနေ့မှာတော့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ထူးဆန်းတဲ့ဒလိတွေကိုလှုပ်တက်ကြတဲ့လူမျိုးစုတစ်ခုရဲ့အကြောင်းကိုပြောပြပေးပါမယ်သူတို့တွေကမြန်မာနိုင်ငံတောင်ပိုင်းရဲ့ကျွန်းတွေမှာနေထိုင်ကြတဲ့ဆလုပ်လူမျိုးစုတွေပါသူတို့ကိုမော်ကဲလူမျိုးလို့လည်းခေါ်ကြပြီးစင်ဂျင်စပီလို့လည်းလူသိများကြပါတယ် ထူးဆန်းတာကဒီလိုမျိုး Sieges ပြီးဆိုတဲ့နာမည်နဲ့လိုက်အောင်အသက်9နှစ်အရွယ်ကလေးကအစားအကုန်လုံးကရေကူးကြွေးနေနေရတာပါပဲပိုပြီးအော်ဖို့ကောင်းတာကခင်မီနီးပညာပစ္စည်းတွေလောကမပါပဲရေထဲမှာအခြေချရင်ငုံနိုင်ကြသလိုဒီလိုရင်ငုံနိုင်တာကလည်းသူတို့မွေးလာကြတဲ့ကချက်ကျိုးဖြတ်ပြီးတာနဲ့ရေထဲကိုပြစ်ချက်ခံရခဲ့ရတာကြောင့်ပဲဖြစ်ပါတယ်ဒီလိုလုပ်တာကလည်းရေကိုမကြောက်ဖို့နဲ့ရေကူးကြွေးနေအောင်နတ်ဘုရားတွေကကဲတင်ပေးကြတယ်လို့ယုံကြည်ထားကြပါသေးတယ် စင်မကောင်းစရာတခုကလူကြီးတွေဒီလိုလိုရက်တွေကြောင့်တချို့ကလေးတွေဆိုမွေးလာကြတဲ့ကသိဆုပ်သွားခဲ့ရပါတယ်။ဒါပေမဲ့သူတို့ကလေးတွေဒီလိုသေသွားကြတာကိုလောဘကိုဝမ်းမနေကြတဲ့အပြင်တချို့တွေဆိုနတ်ဖရားရဲ့အလိုဆန္ဒတိုင်းဖြစ်သွားတယ်ဆိုပြီးပါပြောကြပါသေးတယ်။ပြီးတော့ဒီလူမျိုးစုတွေမှာနောက်တာစိတ်ဝင်စားစရာတခုရှိနေပါသေးတယ်။ အဲ့ဒါကတော့ပုံမှန်ခြေနေတွေမှာတူတားလို့ခေါ်တဲ့နှက်ကောင်းတွေကိုပိုးခဲ့ကြပြီးနေမကောင်းတဲ့ခြေတွေမှာတော့ဆီယာဝော်တွေနဲ့ပြမဲ့အစားကတွိုင်းလို့ခေါ်တဲ့နှက်ဆိုးတွေကိုပိုးခဲ့ကြပါတယ်။ဒါကြောင့်ဘာပွဲပဲချစ်ပါချစ်ပါနှက်ဆရာတွေရဲ့အလိုကြောင့်ချစ်ပါနေကြတာပါ။ပြီးတော့သူတို့လူမျိုးစုတွေကတခြားတိုင်းရင်းသားတွေနဲ့မတူတာတခုရှိနေပါသေးတယ်။အဲ့ဒါကတော့အရွယ်ရောက်ပြီးသားမိန်းကလေးတွေကလည်းပြီးတခြားဘသူမှအပေါ်ပိုင်းကိုအင်ဂျင်မောကြတာပါ။ဒါကလည်းလူတွေကိုပိုတိထားမိစေတဲ့အရာဖြစ်တဲ့အပြင်သူတို့ရဲ့စိတ်ရင်းခံကလည်းရန်ကိုယူသားကြပါဗျ။ ဒါကြောင့်ကဘာလက်ခီးသွားတွေနဲ့နာမည်ကြီးမီဒီယာတွေရဲ့ဖော်ပြချက်တွေကြောင့်အပြေပြေနဲ့လူသိများလာကြပါပြီ။ဒါကြောင့်လည်းအခုဆိုရင်အရင်လိုမဟုတ်တော့ဘဲနဲ့သူတို့ရဲ့ယူဆမှားတဲ့ရိုးရော်ဒလိတွေကိုဖောက်ပြက်လာပြီးလူနေမှုစရိုက်တွေပါဖော်ပြလာနေပါပြီ။နောက်ပြီးစိတ်ဝင်စားဖို့ကောင်းတာတစ်ခုကသူတို့လူမျိုးတွေကပူပင်မများကြပါဘူးဒီနေ့နဲ့မနေ့ပြန်အတွက်မှာပဲအသက်ရှင်ကြတယ်လို့ဆိုပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်လည်းသဘောကျမိတာရှိပါတယ် အနာဂတ်တွေကိုတွေးပို့နေမဲ့အစားလက်ရှိပြဿနာမှာအကောင်ဆုံးနေထိုင်တာကစိတ်ချမ်းသာမှုတွေကိုပေးနိုင်တယ်ဆိုတာပါပဲ။နောက်ထပ်သတိထားစရာတစ်ခုကတချို့တိုင်းရင်းသားဒေသတွေမှာပညာရေးခက်ခဲတွေကြောင့်အယူဆမှာအတွေးခေါ်မှားတွေရှိနေတတ်ကြပါတယ်။ဒီလိုအယူဆမှားတွေကြောင့်တချို့တွေဆိုမတည်သိပံနဲ့တည်သွားခဲ့ရတဲ့သူတွေလည်းရှိနေပါတယ်။ဒါကြောင့်ဒီလိုလူတွေကိုအတွေးခေါ်မြင့်တင်ဖို့ဆိုရင်ပညာရေးကအရန်ကိုကြီးကြည့်ပါတယ်။ ပညာရေးကသာတိုင်းရင်းသားလူမျိုးတွေရဲ့ကောင်းတဲ့ဒလိလိကိုထိသိမ်းပေးနိုင်တယ်လို့ဆိုတဲ့ယူဆမှားတွေကိုလည်းတာစီပေးနိုင်တယ်ဆိုတာဆက်လူမျိုးတွေကသက်သေပါပဲ။